ဒီဇလန်လေးရဲ့အဆမှာတော့မိန်းကလေးတယောက်ကပြင်းထန်တဲ့မတော်တဆမှုတစ်ခုကနေအသက်ရှင်ခဲ့ပြီးမျက်နှာပျက်စီးသွားခဲ့ပါတယ်။သူမကအေးတိုက်ခန်းတဲ့ကဂရင်တစ်ခုပေါ်မှာလှဲလျောက်နေပြီးသူမဘေးမှာအမျိုးသားတဦးကသူနာပြုတ်ကိုအိတ်ဆေးထိုးပေးနေဖို့ပြောပါတယ်။သူမဆွေမျိုးလေးရောက်လာတဲ့အခါကာမာလေးကမလုံမယက်ဖြစ်နေပြီးကိုကိုကိုတတ်သိသွားပြီးလို့ထင်စေချင်နေတာပါ။ဒီလေးဝက်ချက်တွေနဲ့ပြင်းထန်နေတဲ့အမျိုးသားကတော့သူ့ကိုဂျိုစီးပွားအတွက်ကုကင်းရဲ့မျက်နှာကိုပြောင်းလဲပစ်ချင်တဲ့လုပ်ငန်းရှင်ဘေးကန်ဖြစ်ပါတယ်။ ။ဒူနာပြူတွေကပတ်ဆက်များပေးထားတဲ့ဒီလူရဲ့စကားအတိုင်းသူ့မောင်ဆေးထိုးပေးလိုက်။ပြီးတဲ့နောက်မှာတော့ကောင်မလေးရဲ့ကိုဘော်ကိုစောင့်အုပ်လိုက်ပြီးအလောင်းလိုမျိုးပြင်ဆင်ထားလိုက်ပါရီ။အဲဒီနောက်မှကြားခင်မှာပဲကိုကင်းဟာကြီးမားတဲ့မတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်ဆိုတာသဘောပေါက်လာခဲ့ပါရီ။အဆိုအဆုံးကတော့ကောင်မလေးကိုတိုက်မိတဲ့ကားကသူ့မရဲ့ခင်မွန်းဖြစ်တဲ့ရှီယန်မောင်းနေလာခဲ့တာပါ။သူရဲ့ဘေးမှာလည်းမရင်ငယ်ဖြစ်တဲ့လီကျန်းကျန်နဲ့အတူမောင်းနေလာခဲ့တာပါ။ကင်ကူကိုလမ်းဘေးမှာအကူအညီလိုနေတာမြင်တော့သူတို့နှစ်ယောက်ကအခင်ဖြစ်ပွားရာနေရာကနေထွက်ပြေးသွားပြီးကောင်မလေးကိုတယောက်ထဲထားခဲ့ကြပါရဲ့။ ကံကောင်းစွာနဲ့ပဲပေကအဲ့ဒီလမ်းအတိုင်မောင်းလာတဲ့အချိန်ကောင်မလေးကိုတွေ့ပြီးသူမအသက်ကိုကဲတင်ခဲ့ပါရီဒါပေမဲ့သူကအာနာရှိပြီးလျှောဆန်းကျတဲ့လူတစ်ယောက်ဖြစ်တာကြောင့်ကုကင်းကိုသူ့ရဲ့ကိုဂျိုစီးပွားအတွက်အသုံးချဖို့ဆုံးဖြတ်ခဲ့ပါရီအချိန်တန်ကြာတဲ့အခါကောင်မလေးဟာ precise surgery ကုသမှုခံယူပြီးသူ့ရဲ့မျက်နှာသွင်းပြင်ကိုလုံးဝပြောင်းလဲပစ်ခဲ့ပါရီလုပ်ငန်းရှင်ကကောင်မလေးကိုရှီနန်ကင်းလို့နာမည်အသစ်ပေးလိုက်ပါရီလုပ်ငန်းရှင်ကနာမည်အသစ်ရဖို့အတွက်ကူညီပေးပြီးအဲ့ဒီနောက်မှာကောင်မလေးကိုရှီနန်ကင်းလို့ခေါ်တော့မှာပါ ကမ္မလီဟာမတော်စားမှုကြောင့်မှန်းညံပိုင်းဆိုင်ရာမှာပြဿနာတချို့ရှိနေပြီးဒီအခြေအနေကိုအတုံးချဖို့အတွက်ပေကဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ပေကန်ကသူမကိုဘဝအတွင်းမှာပြပြရွှေရွှေနေခိုင်းမိမဲ့အစားကမ္မလီကိုသူမဖြစ်ပျက်ခဲ့တာတွေအကုန်လုံးပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။မတော်တဆမှုမှာဘသူကတာဝန်ရှိတယ်လဲဆိုတာဖော်ထုတ်ပြီးသူမကိုအကူအညီမပေးဘဲပြစ်ထားခဲ့တဲ့သူမခင်မုံကိုလက်စားချေဖို့အကြံပေးလိုက်ပါတယ်။ရှီယန်နဲ့လီယိုကျန်းကျန်းတို့ကတော့ကုကင်းရဲ့ခန္ဓာကိုယ်ကိုအေးကန်းတိုက်ခန်းထဲမှာတွေ့ခဲ့ရတာကြောင့်ကုကင်းတေသွားပြီလို့ယုံကြည်နေပြီးလက်စားပြန်ချေမယ်လို့မမျှော်လင့်ထားကြပါဘူး။ မကြာခင်မှာပဲလုပ်ငန်းရှင်ကြီးနဲ့ရှီနန်ကင်းတို့ဟာသူတို့ရဲ့လက်စားချေဖို့အစီအစဉ်ကိုအကောင့်ထဲပို့ဖို့ဆုံးဖြတ်ပြီးပါတီတစ်ခုကိုတွားခဲ့ပါတယ်။သူတို့ကရှီယန်ကိုသတိထားမိကြပြီမဲ့မျက်နှာပြောင်းလဲသွားပြီးလှပနေတဲ့ကောင်မလေးကိုသူ့ရဲ့ဇနီးဟောင်းမှမသိခဲ့ပါဘူး။သူမခင်မွန်ရဲ့မရင်ငယ်နဲ့တွေ့တဲ့အခါမှာတော့ရှီနန်ကင်းကမတော်တဆဖြစ်ရှင်အောင်ဆောင်ပြီးဝိုင်းတစ်ခုသူမပေါ်ဖိတ်ချလိုက်ပြီးပြင်ချင်းပြန်အရိုက်ခံလိုက်ရပါတယ်။ရှီနန်ကင်းနဲ့တခြားကောင်မလေးတွေကြမှာပြိပခဖြစ်ပွားပြီးရေကန်နဲ့တွန်းချခံလိုက်ရတာကြောင့်ရှီနန်ကင်းရဲ့ဈေးကြီးတဲ့ဝတ်စုံကရေဆိုးပြီးပျက်စီးသွားခဲ့ပါတယ်။ ။ပေကန်ကလည်းစိတ်ဝင်စားကြည့်နေပြီးဘလို့အဆုံးသတ်မလဲဆိုတာသိချင်တာကြောင့်ဝေမပါဘူးဆုံးဖြတ်လိုက်ပါရယ်။ရှီနန်ကင်းကိုကူညီပြီးမျက်နှာတုပ်ပေါ်ပေးတဲ့အမျိုးသားကတော့ရှီယန်ဖြစ်ပါရယ်။သူရှိမှရှိနေတဲ့သူကသူဇနီးမန်းကိုမသိပဲကောင်မလေးကိုတခုတောက်ဖို့အကြံပြုလိုက်ပါရယ်။ရှီယန်နဲ့စကားပြောပြီးတဲ့နောက်မှာတော့ရှီနန်ကင်းက"သူမဟာလုပ်ငန်းရှင်ကြီးရဲ့အတွင်းမှုဖြစ်တဲ့အကြောင်းနဲ့ပူရဲစီမံကိန်းတွေမှာပါဝင်ဖို့ကန့်လန့်တဲ့အခါချက်ချင်းသဘောတူညီချက်ရခဲ့ပါရယ်။"ညနေပိုင်းအိမ်ပြန်ရောက်တော့ပေကန်ကသူ့ရဲ့ရေမောင်းမျက်နှာကိုထိုးလိုက်ပါရယ်။ ။ဘာလို့လဲဆိုတော့သူ့လက်အောက်ကလူကဆွဲဆောင်မှုရှိတဲ့ရှီနန်ကင်းနဲ့ပျော့ပြေးလို့ဖို့စူးစမ်းနေတာကိုသူတွေ့ရလို့ပါ။လုပ်ငန်းရှင်ကြီးကကောင်မလေးစီချီးကပ်လာတာကိုတားမြစ်ပြီးသူ့ပိုင်ဆိုင်ကြောင်ပြတာပြီးမှသူမကတော့ခရီးမဆိုင်ပါဘူး။အနေငယ်ကြတဲ့အခါမှာတော့သူကရှီနန်ကင်းကိုသူ့မရဲ့အသက်ကိုသူ့ကယ်ခဲ့ရကြောင်းနဲ့သူ့စည်းကမ်းတွေကိုလိုက်နာရမယ်လို့တတိပေးလိုက်ပါတယ်။သူရဲ့တောင်းဆိုမှုတွေနဲ့ကန့်သက်ချက်တွေကိုချိုးဖောက်ရင်အပြစ်ပေးခံရမယ်လို့လည်းပြောပါရည်။ဒီအချက်ကိုလက်ခံပြီးကောင်မလေးကအေးနေတဲ့ရေပန်းအောက်မှာအဝေးအစားတွေနဲ့အတူရပ်နေပြီးအပြစ်ပေးမှုကိုခံယူလိုက်ပါရည်။ ခဏကြာတော့ပေကမခံမရနိုင်ဖြစ်နေပြီးကောင်မလေးကိုပြင်းပြထန်ထန်နမ်းဖို့ဆုံးဖြတ်လိုက်ပြီးသူမအပေါ်ထားတဲ့သူ့ရဲ့ခန်းစားချက်ကိုပြသခဲ့ပါတယ်။ရှီနန်ကင်းကခဏတာလုပ်ငန်းရှင်ကြီးကိုတွန်းထုတ်ဖို့ကြိုးစားပေမဲ့သူ့ရဲ့အတင်းကြပ်ပြုတ်မှုတွေကိုလက်ခံလိုက်ရပါတယ်။အဲဒီနောက်ရန်အနေငယ်အကြာမှာကောင်မလေးကလုပ်ငန်းရှင်ကြီးနဲ့စကားပြောပြီးသူပေးထားတဲ့စာချုပ်ကိုဖတ်ပါတယ်။စာချုပ်ကိုလက်မှတ်မထိုးဘဲရှီနန်ကင်းကအိမ်ကနေချက်ချင်းထွက်ခွင့်ပြုဖို့တောင်းဆိုခဲ့ပြီးသူမလက်စားချီဖို့အတွက်နောက်တစ်ဆင့်ကိုဆက်လုပ်ဖို့ပါ။ ဒါကတော့ရှီယန်ကိုမြှူဆွဲဖို့ကြိုးစားခြင်းပဲဖြစ်ပါတယ်။ဒါကိုဖြစ်မြောက်အောင်မြင်ဖို့အတွက်ရှီနန်ကင်းနဲ့ပေကန်တို့ဟာအပိုင်းနှစ်ပိုင်းပါတဲ့အစည်းအဝေးကိုချမှတ်ခဲ့ပါတယ်။ပထမဦးဆုံးအနေနဲ့ရှီနန်ကင်းဟာရှီယန်ကိုဟိုတယ်အခန်းတစ်ခုမှာတွေ့ပါတယ်။သူမကအခန်းထဲမှာရှုပ်ထွေးနေအောင်ဖန်တီးထားပြီးဆရာထက်သန်သွားနေပေအချင်းညာတညာကိုပုံဖော်ထားတဲ့မြင်ကွင်းလိုမျိုးဖန်တီးခဲ့ပါတယ်။အဲ့ဒီအပြင်ပေကန်ကသူ့ရဲ့အချိတ်ဆက်တွေနဲ့ရှီယန်ကိုကောင်မလေးနဲ့တခြားအမျိုးသားတွေနဲ့တပ်ပုံရိုက်ထားတဲ့ပုံတွေကိုဖျက်သခဲ့ပါတယ်။ တပုံးတွေအားလုံးကအတူဖြစ်ပေမဲ့ရှီယန်ကဒါကိုမသိဘဲကောင်မလေးမှာချစ်သူတွေအများကြီးရှိတယ်လို့ယုံကြည်ခဲ့တာပေါ့ဒီအစီအစဉ်ကရိုးရှင်းပေမဲ့အဆင်ပြေပြေနဲ့အလုပ်ဖြစ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ကောင်မလေးရဲ့ခင်မွန်ဟောင်းကစိတ်လှုပ်ရှားလွယ်တဲ့လူတစ်ယောက်ဖြစ်နေလို့ပါအဲဒီနောက်ခဏကြာမှတော့သူကရှီနန်ကင်းကိုနမ်းဖို့ဆုံးဖြတ်လိုက်ပြီးမှသူမကရှီယန်ကိုပယ်ချလိုက်ပြီးနောက်မှချစ်သူတွေဖြစ်လာနိုင်ပြီးမှမျောလင်းချက်လေးကိုသာခြံထားခဲ့ပါတယ်အဲဒီနောက်မှာတော့ရှီနန်ကင်းကလုပ်ငန်းရှင်ကြီးနဲ့တွေ့ဆုံပြီးသူတို့ရဲ့အန်ရရရှိလာတဲ့ဂိမ်းတွေကိုဆွေးနွေးကြတာပေါ့နောက်ဦးစလုံးကလက်စားချေတာနဲ့အနိုင်ကျင့်တာကိုနှစ်သက်ကြပြီး သူတို့နှစ်ဦးတည်းကတေးရောက်ကစီကံကိုကျော်လွန်ပြီလို့ထင်ရက်တန်းဖို့သဘောတူကြပါလိမ့်။တာဂိုလုဖို့အတွက်ပေကန်နဲ့ရှီနန်ကင်းတို့ဟာဟော့ကမေလို့ဆိုတဲ့လုံကြုံတဲ့စကလုံးကိုတီထွင်ခဲ့ကြပါလိမ့်။ဒီစကလုံးကိုသူတို့ရဲ့ပြင်းထန်တဲ့ဆေးရထက်တန်တဲ့ဂိမ်းကိုရက်တန်းခြင်းတဲ့သူကသာပြောရမှာပါ။ညနေပိုင်းမှာတော့ရှီနန်ကင်းကရှီယန်အိမ်ကိုသွားပြီးသူခင်မွန်ဟောင်းကိုမြှုပ်ဆွဲဖို့ဆက်ပြီးလှုပ်ဆောင်ပါလိမ့်။သူကအရက်တွေအများကြီးတောက်တာကိုတတိထားမိသွားပြီးကာမာလီကဒါအခွင့်ကောင်းယူပြီးရှီယန်ကိုဒုက္ခပေးဖို့ကြိုးစားပါလိမ့်။ ဒါကိုလှုပ်ဖို့အတွက်သူမရဲ့မင်္ဂလာလက်ဆုပ်ကိုပြပြီးသူ့ရဲ့ကွဲလွန်သူဇနီးကူကင်းလုံနေကြအမှုရာတစ်ခုကိုလှုပ်ပြပါရယ်။ဒါကိုမြင်တဲ့အခါမှာတော့ရှီယန်ဟာကြောက်ရွံ့ထိတ်လန့်သွားပြီးတရေချောက်နေရလို့ထင်သွားတာပေါ့။ဘာလို့လဲဆိုတော့သူ့ရဲ့ဇနီးကအသက်ရှင်နေရမဟုတ်ဘူးဆိုတာသိကြနေလို့ပါ။သူ့မျက်လုံးလေးကိုမယုံမဲ့တဟာစိတ်ကြောင်ချောချာဖြစ်တာလို့ထင်ပြီးရှီယန်ကကွဲလွန်သွားတဲ့ဇနီးဖြစ်သူရဲ့အိတ်ခမ်းကိုတွားလိုက်ပါရယ်။ရှီနန်ကင်းကနောက်ထပ်သူ့ကိုအန်အောစရာတစ်ခုလှုပ်ပြီးဖို့ဆုံးဖြတ်လိုက်ပြီးသူ့ရဲ့မူလပုံစံအတိုင်းပြန်ပြောင်းလိုက်ပါရယ်။ စိတ်တွေကြောင်ချောက်ချဖြစ်နေတဲ့အချိန်ကာမလေးကိုမြင်တော့ရှီယန်ကကြောက်လန့်သွားပြီးသူ့ရဲ့ဇနီးဟာပြန်ပြီးအသက်ရှင်လာတယ်လို့ထင်သွားပါတယ်။သူမအခန်းထဲကနေအမြန်ဆုံးထွက်ပြေးဖို့ကြိုးစားရင်းလှေကားပေါ်ကနေပြုတ်ကျပြီးတန်ရာရသွားခဲ့ပါတယ်။ရှီနန်ကင်းကဒါကိုအသုံးချပြီးသူမခင်မွန်းရဲ့အခန်းထဲကိုခိုးဝင်သွားပါတယ်။ဒီနေရာမှာသူမကမတော်ဆမှုမဟုတ်ဘဲအမွေနဲ့ပတ်စံတွေကြောင့်သူမကိုတတ်ဖို့ကြိုးစားခဲ့တဲ့ဆားရဲစာတန်တွေကိုတွေ့ပါတယ်။ရှီနန်ကင်းကရှီယန်ရဲ့သူ့ရဲ့မရင်ငယ်တို့ဟာအပြစ်ပေးခံထိုက်တာကြောင့်လက်စားချေတာကတရားမျှတာတွေဆုံးဖြတ်ချက်ဆိုတာနားလေသွားပါတယ်။ အလိုနဲ့ညဘက်မှာတော့ရှီနန်ကင်းကလုပ်ငန်းရှင်ကြီးရဲ့အိမ်ကိုပြန်လာပြီးကျေးဇူးတင်စွာနဲ့ပဲသူ့ကိုပွေဖက်လိုက်ပါတယ်။သူတို့စုံကဆရာထက်သန်သွားတယ်ပဲနင်းရှုပ်ကြပြီးကောင်မလေးကပေကန်းရဲ့ကျေးဇူးတွေအများကြီးရှိတယ်လို့ခန်းစားရပါတယ်။ဒီအမျိုးသားကသူ့ကိုကဲတယုံမကဘဝအတိတ်အခွင့်အရေးပေးပြီးသူ့ကိုဖျက်ဆီးဖို့ကြိုးစားခဲ့သူတွေကိုလက်စားခြေခွင်ပြုခဲ့တာပါ။အခုတော့ရှီနန်ကင်းကသူ့ရဲ့ရီမန်းချက်တွေနဲ့ဆန္ဒတွေကိုနားလည်သွားပြီဖြစ်လို့သူ့ကိုစော်ကားခဲ့သူတွေကိုအပြတ်ပေးဖို့ဘာမှမစိုးလို့ဖို့အစင်းနဲ့ဖြစ်နေပါပြီ။ တချိန်တည်းမှာပဲလီယိုကြမ်းကြမ်းကနှစ်ဖက်ကစားနေကြတာပါရှီယန်ရဲ့ချစ်သူဖြစ်ပေမဲ့ကောင်မလေးမှာသူ့ရဲ့ကိုယ်ပိုင်အစီအစဉ်တွေရှိပြီးဒါကိုလည်းဖုံးကွယ်ထားပါတယ်သူမကရှီယန်နဲ့သူ့ရဲ့လုံဆောင်ချက်တွေအကြောင်းအားလုံးကိုသိနေပြီးသူကပေကန်ရဲ့စီးပွားရေးမိဖတ်ဖြစ်လာနိုင်တဲ့အချက်ကမရေရာနိုင်ဘူးလို့ပြောပါတယ်မကြခင်မှာပဲရှီယန်ကလုပ်ငန်းရှင်ကြီးရဲ့ရုံငန်းကိုရောက်လာပြီးပြဿနာရှာပါတယ်ပေကန်ကရှီနိုင်ကင်းရဲ့ခင်မွန်ဟောင်းနဲ့စီးပွားရေးဆက်ဆံမှုတွေဖျက်တောက်ဖို့ဆုံးဖြတ်ထားပြီးသူမတီးပဲသူ့ရဲ့သဘောတူညီချက်မပါပဲစာချုပ်ချုပ်ဆိုတာပေါ်ပေါက်လာပါတယ် ဒီအဖြစ်ပြကြောင်းပဲစိတ်ဆိုးပြီးရှီယန်ကအနီးဆုံးဘက်ကိုသွားပြီးအရက်တွေအလွန်ကြိုတောက်ပြီးမူးနေခဲ့ပါတယ်။တိတ်မကြခင်မှာပဲလျိုချမ်းချမ်းနဲ့တွေ့ပြီးကောင်မလေးကသူ့ချစ်သူကိုနှစ်သိမ့်ပေးမယ်အစာရိုက်လိုက်ပါတယ်။သူမကစိတ်သက်ကြနေတဲ့ဆင်းရဲသားလူတစ်ယောက်နဲ့တွဲချင်တာမဟုတ်ပါဘူး။ဒါကြောင့်မလို့သူမတို့ရဲ့ဆက်ဆံရေးကအဆုံးသတ်ဖို့အတွက်လျိုချမ်းချမ်းကတောင်းဆိုလိုက်ပါတယ်။ရှီယန်ကလည်းသူ့မရင်ငယ်စိတ်ဝင်စားတာကသူ့ပတ်စံနဲ့အခွင့်အရေးပဲဆိုတာသိလိုက်ရတော့သူဘလောက်တောင်မိုက်မဲလဲဆိုတာနားလည်သွားပါတယ်။လူတွေကိုအယုံကြည်ပြတ်ပြီးစိတ်ပိုင်းဆိုင်ရာမတိမငြိမ်ဖြစ်နေတဲ့ရှီယန်ကလုပ်ငန်းရှင်ကြီးရဲ့အိမ်ကိုသွားပါတယ်။ ခဏကြတော့သူကပေကန်ကိုသူတို့ရဲ့အလုပ်ဆက်ဆံရေးကိုအရင်တိုင်းပြန်ဖြစ်အောင်လုပ်ပေးဖို့တောင်းဆိုရင်လည်းဒါနဲ့ချိန်ချောက်ပါရီထပ်ပြီးရှီယန်ကကာမာလီရဲ့မတင်တော့တဲ့ဗီဒီယိုတစ်ခုကိုတုံးပြီးဆိုရှယ်မီဒီယာမှာတင်မယ်လို့လည်းချိန်ချောက်ပါရီကံကောင်းစွာနဲ့ပဲရှီနန်ကင်းကလုပ်ငန်းရှင်ကြီးကိုကဲတင်ဖို့ရောက်လာပြီးသူ့ရဲ့ခင်မုန်းဟောင်းကိုဂေါက်တုံနဲ့ချက်ချင်းရရဲဆက်ရိုက်နှက်ပါတော့လေပေကလည်းကိုကိုကိုကာကွယ်နိုင်တာကြောင့်ရှီယန်ကိုရေကန်ထဲမှာပဲအေးအောင်လုပ်ဖို့ပို့လိုက်ပြီးအပြစ်ပေးခဲ့ပါရီနောက်တစ်နေ့ညမှာတော့လူဇိုးကိုင်းကရှီယန်ရဲ့အိမ်ကိုဖောက်ထွေးဝင်ရောက်လာပြီးသူ့ကိုကြောက်အောင်လုပ်ဖို့ဆုံးဖြတ်ပါရီ သူတို့ကသူ့ရဲ့ကွဲလွန်သူဇနီးကူကင်းအတွက်လက်စားချေဖို့ရောက်လာတာဖြစ်တဲ့အကြောင်းသူ့ကိုပြောပါရယ်။ရှီယန်ကလည်းသူ့ရဲ့အပြစ်တွေအတွက်ပေးဆက်ရမယ့်အချိန်ရောက်လာပြီဆိုတာသိပေမဲ့သူလုခဲ့တာတွေအတွက်နောက်နှမရသေးပါဘူး။သူမရဲ့ခင်မဟောင်းကိုနောက်ဆုံးအချိန်ထဲလောင်လို့ဖို့အတွက်ရှီနန်ကင်ကသူ့မျက်နှာကိုသွေးရည်နဲ့ပေးချောင်းလို့ပြီးအဝေးဟောင်းတစ်ထည့်ကိုဝစ်လိုက်ပါတယ်။ကာမာလီကဘတ်စကားမတိုင်မှာရှီယန်နဲ့တမင်တကာတွေးဆောင်အောင်လုပ်ပြီးမတော်တဆမှုဖြစ်တဲ့နေ့ကပုံရိပ်အတိုင်းထပ်ပြီးဖြစ်သွားပြီးသူ့ခင်မကိုထိတ်လန့်စေခဲ့ပါရီ။ ရှီယန်ကသူ့ရဲ့ကွဲလွန်သူဇနီးကသူ့ကိုနှိပ်စက်ဖို့ပဲပြန်လာပြီလို့ယူဆလိုက်တာပေါ့။ကြောက်လန့်တကြားနဲ့ထွက်ပြေးဖို့ကြိုးစားရင်ရှီယန်ကကြညာစိမ့်မို့တခုကိုဝင်တိုက်မိပြီးသတိမေ့သွားပါတယ်။သူ့ရဲ့ရှုပ်ထွေးတဲ့လက်စားချေမှုအစီအစဉ်ကိုဆက်လုပ်ရင်ရှီနန်ကင်းတဲ့လုပ်ငန်းရှင်ကြီးတို့ကရှီယန်ကိုလေဝတ်စမ်းကျတဲ့အခန်းတစ်ခုစီခေါ်သွားပါတယ်။သူ့ရဲ့လက်တွေခြေထောက်တွေကိုချုံနှောင်လိုက်ပြီးပေကန်ကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုလောကလှုပ်ရှားမရစေပဲအရေးတမျိုးထိုးလိုက်ပြီးတက်ရှိလူသေးအဖြစ်ပြောင်းလဲပြစ်လိုက်ပြီးလို့ရှီယန်ကိုအတည်ပြုလိုက်ပါတယ်။ တခုခုလှုပ်ဖို့ကြိုးစားရင်လည်းရှီယန်ကလုပ်ငန်းရှင်ရဲ့လေဘင်းကိုကိုက်လိုက်ပြီးမှတိတ်အများကြီးတော့မထိခိုက်ခဲ့ပါဘူးခဏကြာတော့ပေကန်ကရှီနန်ကင်းစီပြန်သွားပြီးအောင်းမွဲခံပါတယ်ဇုံတွေကသူတို့ရဲ့လက်စားချင်မှုအစီအစဉ်အကောင့်ထဲပေါ်လာတဲ့အတွက်ဝမ်းမြောက်ပြီးအနန်းရီနဲ့အတူတညတာအချင်းကုံဆုံးခဲ့ပါတယ်နောက်တနည်းမနက်မှာတော့ကိုချန်းကသူ့ရဲ့အချစ်ကိုရှီနန်ကင်းကိုဖွင့်ပြပြီးသူမဟာသူညမမှမသိပဲကောင်းမလေးကိုလက်ထပ်ဖို့တောင်းဆိုပါတယ်ဒါပေမဲ့ရှီနန်ကင်းကလည်းရင်ကျေးစွာပဲညှင်းဆက်မြဲအမျိုးသားနဲ့ဆက်လက်ပြီးအဆက်အသွယ်လုပ်နေပါဗျ အဲ့ဒီနောက်ကိုချန်းကအသေးစိတ်တိုင်းမှာသူ့ကိုယ်သူတဖြည်းဖြည်းဖော်ထုတ်ပြသလာပါတယ်။ရှီနန်နဲ့ကုကင်းဟာတယောက်တည်းဖြစ်တဲ့အကြောင်းပုံမထင်ရှားလာပါပြီ။ဒါကကိုချန်းရဲ့တန်တရားတွေကိုတိုးပွားစေပြီးသူ့ကိုမွေးစားခဲ့တဲ့သူနဲ့ကွဲလွန်သူကုကင်းကိုတွားရောက်တွေးဆမှုအကြံပေးလိုက်ပါတယ်။ရှီနန်ကင်းကလည်းအရန်ကိုစိတ်ထိခိုက်သွားပြီးမဲ့သူတို့ရဲ့ဖခင်အခြေအနေကပြင်းထန်ပြီးအချိန်တော်ကြာမေမျောနေတာကြောင့်ကောက်မလေးကဝမ်းနေခဲ့ပါတယ်။ရှီနန်ကင်းထွက်သွားတဲ့အခါကိုချန်းကလိန်ညာနေပြီးဖခင်ကိုဒီလိုအခြေအနေမျိုးရအောင်ရည်ရွယ်ချက်ရှိရှိလုပ်နေတာထင်ရှားလာပါတယ်။ သူတယောက်တည်းကျန်တဲ့အခါစားဖြော့ရီကိုထိုးသွင်းပြီးတားမြစ်ထားတဲ့ဓာတ်ပစ္စည်းတွေကိုပါထည့်လိုက်ပါတယ်။သူဖခင်ရဲ့စိုးရတဲ့အခြေအနေကိုထိမ့်သိမ့်မှုအတွက်ဖြစ်ပြီးကိုချန်ကသူဖခင်ပြန်လည်တတိလဲလာပြီးသူ့ကိုအမွေပြတ်ဆွတ်လွန်မှာချောင်းနေခဲ့တာပါ။ညဘက်မှာတော့ရှီနန်ကင်းနဲ့ပေတို့ဟာတယောက်တည်းနေကြဖို့အတွက်ခွဲထွက်သွားပါတယ်။ပေကသူ့လိုဘသူမှသူမကိုလော်ရီချစ်မှာမဟုတ်ဘူးဆိုလားပေါ်လင်းနေခဲ့ပါတယ်။အဲ့လိုနဲ့ပဲနောက်တနေ့မနက်မှာတော့ရှီနန်ကင်းကကိုချန်ရဲ့အမိနဲ့ထတ်တွေ့ပြီးမိသားစုဝင်ဖြစ်လက်ခံမှုဆန္ဒရှိတဲ့အကြောင်းသိလာပါပြီ။ဒါပေမဲ့ဒါကိုလုပ်ဖို့အတွက်သူမကပေကန်ရဲ့အတွင်းမှုအလုပ်ကိုနှုတ်ထွက်ပါလိမ့်မယ်။ ကာမာလီကအလုထွက်ရုံမကပဲကိုချမ်းရဲ့အနာမှာနေဖို့အတွက်ဒီအိမ်ကိုပြောင်းရွှေ့နေထိုင်ရမှာဖြစ်ပါတယ်။ရွေးချယ်စရာလည်းမရှိတာကြောင့်ရှီနန်ကင်းကသဘောတူပြီးသူ့ရဲ့အနာကရောက်ခမကပြောတာကိုလုပ်လိုက်ရပါတယ်။မကြခင်မှာပဲသူမကလုပ်ငန်းရှင်ကြီးနဲ့တွေ့ပြီးသူတို့ရဲ့ပူပေါင်းဆောင်ရွက်မှုနဲ့ဆက်ဆံရေးကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်ကြောင်းပြောပြပါတယ်။သူမကသူ့ကိုပျော်ရွှင်ပါစေလို့ဆုတောင်းပြီးသူတို့ရဲ့ဘဝလမ်းကြောင်းတွေကအခုကွဲကွာသွားပြီလို့ပြောရင်းနှုတ်ထွက်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲလျှို့ကြမ်းကြမ်းတဲ့ကိုချန်တို့ဟာတိတိစိတ်တွေးဆုံပါတယ်။ဒါကဇလန်းကိုပုံပြီးရှုပ်ထွေးစီပါတယ်။ ။ဘာလို့လဲဆိုတော့သူတို့မှာတယောက်နဲ့တယောက်ဖုံးကွယ်ထားတဲ့အချိုးစည်းဝါးတွေရှိနေလို့ပါ။ကိုကင်းရဲ့ခင်မွန်ကသူ့ကိုထိခိုက်အောင်လှုပ်ချနေတယ်လို့ယူဆပြီးသူ့ရဲ့အရင်နှီးဆုံးတငယ်ချင်းကိုရှီယန်အကြောင်းစုံစမ်းဖို့အတင်းကျပ်စေခိုင်းခဲ့တာကအကူဖြစ်သူပါ။ကာမာလေးကိုကာကွယ်ပြီးအန်ရီကိုတားဆီးပေးရမယ်အစားလျိုချမ်းချမ်းကရှီယန်ရဲ့မိန်ငယ်ဖြစ်သွားခဲ့တာပါ။ကိုချန်ကလည်းတိုက်စားဖောက်မှုအတွက်ကောင်မလေးကိုလေပင်ညှက်တက်ခြင်းပေမဲ့ရာဇဝတ်မှုကျူးလွန်လို့မရပါဘူး။ရှီနန်ကင်းကဖြစ်ပျက်တာတွေကြားမှာသူမကစိတ်ပြက်အားငယ်နေပြီမဲ့သူမရောက်ခမရဲ့ဂရီဂျာကပေကန့်ကိုမစွန့်လွှတ်နိုင်သေးပါဘူး။ ဒိတ်တစိတ်သွားရောက်တွေးဆုံပြီးသူ့ကိုနမ်းခဲ့ပါတယ်။ဒီလိုလောက်ရဲ့မျိုးကိုလုံးမိတာကကောင်မလေးအတွက်အကြီးကျယ်မှားရင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ကိုချိုင်းရဲ့မိခင်ကသူ့မကိုစုံစမ်းဖို့ဆုံနောက်တစ်ယောက်ငှားထားလို့ပါ။နည်းနည်းကြတော့အမျိုးသမီးကသူ့ရဲ့တာကိုရှီနိုင်ခင်ကသူ့အတွက်မသိနေအောင်ဆိုတာတသက်ပြားကိုကြိုးစားပါတယ်။ကိုချိုင်းကလိမ့်လည်းလေပြားမှုတွေနဲ့တစ္ဆာဖောက်မှုတွေကြားကနေဆွဲဆောင်မှုရှိရဲ့ရှီနိုင်ခင်ကိုစိတ်ရင်းမှန်နဲ့ချစ်မိသွားပါတယ်။ ါပေမဲ့သူမကသူ့ရဲ့ညမမှန်းမသိပဲကောင်မလေးကိုမျက်စိစုံမိတ်ချစ်နေတာမလို့စကားများမဲ့အစားသူခန်းစားချက်တွေနဲ့ရည်ရွယ်ချက်တွေကမှန်ကန်ကြောင်းပြသဖို့ဈေးကြီးရဲ့ရွှေလက်ောက်ရည်ရနာတစ်ခုကိုဝယ်ပေးခဲ့ပါရီကိုချန်ကဒီလိုမျိုးပြုမိနေပေမဲ့လူတိုင်းကသူနဲ့ရှိနန်ကင်းကိုအတူတူရှိစေချင်တာမဟုတ်ပါဘူး။သူရဲ့မိခင်နဲ့လျှို့ချမ်းချမ်းတို့ဟာဒီစုံတွေကိုအတူမရှိစေဖို့အတွက်ဘာမှမဆုလုပ်ဖို့ဆုံးဖြတ်ထားပါရီ။အမျိုးသမီးရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့လျှို့ချမ်းချမ်းကရှိနန်ကင်းကိုဆွဆွဲပြီးကုကင်းရဲ့အတက်ကိုတတ်ခဲ့တာကောင်းမလေးပါလို့ပြောလာပါရီ။ သူမကိုကောင်မလေးကလည်းလိုက်နှောက်ရှက်ပြီးဘသူကိုမှမပြောဖို့အတွက်လဲပေးညှစ်ပြီးတတ်ဖို့ကြိုးစားခဲ့တယ်လို့လည်းဖွင့်ဟခဲ့ပါတယ်။ကိုချန်ကလည်းဒီလိန်ညာမှုတွေကိုနားထောင်ဖို့ရည်ရွယ်ချက်မရှိဘဲသူညမဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးသူကိုယ်တိုင်စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်သွားမယ်လို့ကတိပေးခဲ့တာပေါ့။ကိုချန်ကကျင်နာဖြောက်မှတ်ပြီးရင်ကျေးပုံရပြီမယ်တကယ်တော့မဟုတ်ပါဘူး။သူကသူ့ရဲ့ကိုယ်ပိုင်လျှို့ဝှက်ကြိုးစည်းပွားတွေရှိပြီးပေကန်ကိုဖယ်ရှားဖို့နီလန်ရှားခြင်းနေတာပါ။သူ့အတွက်လုပ်ငန်းရှင်ကြီးဟာအလုပ်မှာပြိုင်မဲ့တယောက်ဖြစ်ုံသာမကပဲရှီရန်ကင်းကဘယ်အချိန်မှစိုးထားသွားနိုင်တဲ့သူတယောက်လည်းဖြစ်ပါလေ။ ဘေကန်ကိုပြိပခတဲ့ဝင်စီခြင်းနဲ့ရည်ရွယ်ချက်နဲ့ကိုချန်ကသူ့စီသွားရောက်ခဲ့ပြီးရှီနန်ကင်းကိုကယ်တင်ခဲ့တဲ့နေ့ကပေးခဲ့တဲ့ဆွဲချိုကိုပြန်ပေးလိုက်ပါတယ်။ကိုချန်ကကောင်မလေးကလုပ်ငန်းရှင်ကြီးပေါ်ပါခန်းစားချက်မှမရှိတော့ကြောင်းနဲ့သူ့ကိုထပ်မတွေ့ချင်တာကြောင့်လက်ဝတ်ရတနာကိုသူမကိုယ်တိုင်ညှင်းဆန့်ခဲ့တယ်လို့ပြောပါတယ်။ကိုချန်နဲ့တွေ့ပြီးတဲ့နောက်မှာတော့ရှီနန်ကင်းကယူသသနေဖို့စဉ်းစားခဲ့ပါတယ်။တချိန်မှာကောင်မလေးကသူ့ရဲ့အမှန်တကယ်ပုံစံကိုဖော်ထုတ်ဖို့အစင်းသင်းဖြစ်နေပြီလို့ခန်းစားရပေမဲ့သူမကအလင်းစလုံးမလုပ်ခဲ့ပါဘူး။တချိန်တည်းမှာပဲသူမကမမှန်ကန်တဲ့သူတွေကိုလက်စားချေဖို့အတွက်အစီအစဉ်ရှိတာဝန်ခံခဲ့ပါတယ်။ အတိတ်ကိုပြန်ကြည့်ရင်လည်းကိုကင်းကသူမရဲ့အမေကိုဆွဆွစီစီဆုံးရှုံးခဲ့ရပြီဒီအဖြစ်ပြက်ကိုရှင်းဆိုင်ဖို့ခက်ခဲနေပါတယ်တစ်ချိန်တည်းမှာပဲပေကဆယ်ကျော်သက်အရွယ်မှာရှီနန်ကင်းလို့ခေါ်တဲ့ကောင်မလေးတယောက်ကိုချစ်ခဲ့တာပါသူမကတစ်ချိန်ကပီယာနိုဆရာမတယောက်ဖြစ်ပြီးသူကောင်မလေးအနားမှာနေသွားဖို့စိတ်ကူးထားပြီးမဲ့ကံမကောင်းစွာနဲ့ပဲသူမကအသက်ဆုံးရှုံးခဲ့ရပါတယ်အဲဒီကလေးကလုပ်ငန်းရှင်ရသူ့ရဲ့ဆုံးရှုံးသွားတဲ့အချက်ကိုပြန်လဲရရှိဖို့နီးလန့်ရှာခဲ့ပြီးကုကင်းကိုအဲဒီကောင်မလေးအဖြစ်ပြောင်းလဲခဲ့တာပါသူ့ရဲ့နာမည်နဲ့ရုပ်ရည်ကိုလည်းပေးခဲ့ပါတယ် ဘေးကသူ့ရဲ့ဆုံးရှုံးသွားတဲ့အချစ်ကိုပြန်လည်ရရှိဖို့သူမကိုအတုံးချတယ်ဆိုတာသိတဲ့အခါမှာတော့ရှီနန်ကင်းကသူ့အပေါ်စိတ်ပြတ်သွားပါတယ်။သူမကလုပ်ငန်းရှင်ကြီးကိုထပ်မတွေ့ကြတော့ပါဘူး။ဘာလို့လဲဆိုတော့သူကသူမကိုဒီလိုအချိန်တွေအားလုံးအတုံးချနေပြီးလိန်ညာနေရလို့ထင်သွားလို့ပါ။ဘေးကန်ကကောင်မလေးကိုမထွက်သွားအောင်ကြိုးစားပေမဲ့လေသူမပြောတာတွေအားလုံးအတွက်သူအပြစ်ရှိကြောင်းဝန်ခံခဲ့ပါတယ်။တချိန်တည်းမှာပဲလုပ်ငန်းရှင်ကြီးရှီနန်ကင်းကိုစိတ်ရင်းမှန်နဲ့ချစ်မိနေတာဖြစ်ပြီးသူမနဲ့အတူနေခြင်းတဲ့အကြောင်းပြောပါရယ်။သူတို့မှရန်သူတွေအများကြီးရှိပြီးအနိုင်ရဖို့အတွက်အတူတူရင်ဆိုင်ကြမယ်လို့ပြောပါရယ်။ နည်းနည်းတည်ငြိမ်သွားပြီးတဲ့နောက်မှာတော့ရှီနန်ကင်းကလုပ်ငန်းရှင်ရဲ့စကားကိုနားထောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပေကလည်းကာမာလီရဲ့မိခင်နဲ့တကယ်ရှီနန်ကင်းတို့ဟာအလားတူအချင်းတွေအောက်မှာအသက်ဆုံးရှုံးခဲ့ရတဲ့အကြောင်းပြောပြပါတယ်။သူအမြင်ရရာဇဝသားတဦးတည်းကဖြစ်စဉ်နှစ်ခုစလုံးမှာပါဝင်ပြီးသူတို့ရဲ့အရင်းအနှီးဆုံးသူတွေကိုဆုံးရှုံးစေခဲ့တာပါ။ရှင်နိုင်ငင်းကဒါဖြစ်နိုင်မလားလို့တန်တရားရှိပေမဲ့လုပ်ငန်းရှင်ရဲ့အကြံကိုသဘောတူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာအကျိုးတစ်ခုတည်းအတွက်ပူးပေါင်းနိုင်ပြီးတကယ်ရာဇဝတ်သားကိုနောက်ဆုံးမှရှာဖွေဖို့ထုတ်အပြစ်ပေးနိုင်မှာဖြစ်လို့ပါ။ အဲ့ဒီအပြင်ရှီနန်ကင်းကပေးကန်ကိုချင်းနေတာကြောင့်အရေးကြီးတဲ့အချက်လက်တွေကိုဖုံးကွယ်ထားတဲ့အတွက်သူ့ကိုခွင့်လွှတ်ခဲ့ပါတယ်။သူတို့အတူတူဆိုရင်ရင်ဆိုင်နိုင်နေဆိုတာနားလိုက်ပြီးအစကနေပြန်ဆမယ်ဆိုတာသဘောပေါက်တဲ့အခါလုပ်ငန်းရှင်ကြီးကသူ့မကိုသူ့မရဲ့တကယ်နာမည်ဖြစ်တဲ့ကုကင်းလို့ခေါ်မယ်လို့ကတိပေးခဲ့ပါတယ်။ဘာလို့လဲဆိုင်ရာဟောင်းတွေကိုကူစားဖို့စ조사နေရမလို့တော့လို့ပါ။မကြခင်မှာပဲကုကင်းဟာသူ့အကိုနဲ့သူ့မိခင်စီပြန်လာပြီးစကားပြောပါရီ။ကမာလီဟာပုံမှန်လင်းလင်းပြောဖို့စူးစမ်းပေမဲ့ကုချန်ကသူ့မကိုမယုံမဲသူ့မနဲ့ပေတို့ဟာတခုကြံစီနေရလို့ယူဆတာပေါ့ သူကကမာလီနောက်ကိုလိုက်ပြီးလုပ်ငန်းရှင်အိမ်ထိလိုက်သွားတာကြောင့်သူ့မကိုယုံကြည်လို့ရတယ်လဲဆိုတာတန်တရားဝင်နေပါတယ်။အချိန်နှိုင်းငယ်ကြာလာတော့ကုကင်းရဲ့မိခင်ဟာကုချန်နဲ့သူတို့မိခင်တို့ကြောင့်အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတာထင်ရှားလာပါတယ်။သူတို့ကမတော်တဆမှုဟန်ဆောင်ခဲ့ကြပြီးမြဲတကယ်တော့အကြောင်းရင်းကကမာလီရဲ့ဖခင်ကသူ့မိခင်ကိုချစ်မိသွားတာကြောင့်မိသားစုကိုစွန့်ပစ်ခဲ့ပြီးမကြခင်မှာဒေဝါလီခံခဲ့ရပါတယ်။ အမျိုးသမီးကတကယ်ရှိနိုင်ကင်းလဲသူမနဲ့သူမရဲ့တာကြောင့်အသက်ဆုံးရှုံးခဲ့ရတယ်လို့ဝန်ခံလိုက်ပါတယ်။ဒါကိုသိတဲ့ခါမှာတော့ကုကင်းကထွက်ပြေးဖို့ဆုံးဖြတ်ပြီးမယ်။ကုချန်ကသူမနာကိုရောက်လာတာကြောင့်နောက်ကျသွားပါပြီ။အမျိုးသားကကလိုရိုဖောင်းပါတဲ့လက်ကင်ဘွားကိုတုံပြီးကောင်မလေးကိုသတိမရအောင်လုပ်လိုက်ပါတယ်။မိကင်းကကုချန်ကိုကောင်မလေးကိုတတ်ဖို့အကြံပြုလိုက်တာပေါ့။ဘာလို့လဲဆိုတော့သူမကအများကြီးသိနေလို့ပါ။ဒါပေမဲ့တာကတော့စန့်ကျင်ဘက်ဖြစ်ပုံရပါတယ်။ကုချန်ကကောင်မလေးကိုတကယ်ချစ်နေတာကြောင့်သူမကိုမတက်ချင်တာကြောင့်ဒါကတာနဲ့မိကင်ကြားကအငင်းပွားမှုကိုဖြစ်စေပါတယ်။ တစ်ချိန်တည်းမှာပဲလျှို့ချမ်းချမ်းကပေးနဲ့တွေးဆုံပြီး NBA ကိုတတိပေးပါရယ်။သူမကဂူချန်ဟာတကယ်တမ်းဘယ်လိုလူစားမျိုးလဲဆိုတာနဲ့သူ့ကိုမယုံကြည်သင့်ဘူးလို့ပြောပါရယ်။သူရဲ့ညီမဝမ်ခွဲဘဝတွေကိုဝင်ရောက်ပြီးသူခင်မုန်းတဲ့ဆက်ဆံရေးကိုဖျက်ဆီးဖို့သူ့ကိုအတင်းချက်စေခိုင်းခဲ့တာကဂူချန်ပါဂူချန်ကသူ့ညီမကိုချစ်ခဲ့ပြီးဆွေမျိုးရင်းချဖြစ်နေပေမဲ့လေသူမနဲ့အတူတူနေချင်တာကလုပ်ငန်းရှင်ကြီးကိုထိတ်လန့်စေခဲ့ပါရည်မကြခင်မှာပဲကုကင်းပြန်သတိရလာပြီးသူ့ရဲ့မွေးချင်းဝမ်ခွဲဟာသူ့မကိုပိုင်းဆိုင်ဖို့အတွက်လူများစွာရဲ့အသက်ကိုနှုတ်ယူခဲ့တဲ့တကယ့်စိတ်ရောဂါတဲ့တယောက်ဆိုတာနားလဲသွားပါရည် ခဏကြာမှပေကန်ကအခန်းဝမှာပေါ်လာပြီးကူချန်ကိုစိန်ခေါ်လိုက်ပါတယ်။လုပ်ငန်းရှင်ကြီးကလည်းကူချန်ပေါ်ရဲဝန်ကိုခုံအုပ်လိုက်ပြီးမြအကြီးကျယ်မှောင်ရင်သွားပါတယ်။စေယောကတဲ့ကဓာတ်ချောင်းထုတ်လိုက်ပြီးသူ့လေပင်ကိုထိုးလိုက်ပါတယ်။အဲဒီနောက်မှာတော့ပေလဲသွေးထွက်လွန်ပြီးအသက်ရှူကြပြီးတေဆုံးသွားမှာကိုကြည့်နေကြတာပေါ့။အခြေအနေကိုပိုဆိုးစေတဲ့ဖို့အတွက်ကူချန်ကသူ့ညမကိုချီနှောင်းလိုက်ပါတယ်။သူမချီရတဲ့သူအသက်ဆုံးရှုံးသွားတာကိုမြင်ရပြီးမှလည်းကူညီလို့မရအောင်လို့ပါ။သွေးထွက်နေတဲ့ပေကန်ကကောင်မလေးစီတွားသွားပြီးလဲကျသွားပါတယ်။ ူအသက်ဆုံးရှုံးနိုင်ရရှိပေမဲ့လုပ်ငန်းရှင်ကြတော့ကုကင်းကိုသူ့ရဲ့တန်ကျိုးတွေကနေလှုပ်ပေးဖို့အားရှိနေပါသေးတယ်။သူတို့စူးစမ်းအထောက်အမှုတွေကိုပေါင်းစပ်ပြီးစုံတွေကကူချန်နဲ့တိုက်ခိုက်ခဲ့တဲ့အတွက်သူ့ကိုဝရဏကနေလှဲချပစ်ပြီးစိတ်ရောကတဲ့ကူချန်ကိုတခါတည်းအပြစ်အသက်ဖယ်ရှားလိုက်ရင်လည်းဒီဇလန်လေးကအဲ့ဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။